်မင်္ဂလာပါရှင်ကျမတော့ဖူးဤနွယ်ပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရှမ်းပြည်နယ်မြောက်ပိုင်းကလာတဲ့ကုန်တင်ရင်နဲ့ကားအသေးအစီး90ကျော်ကိုစစ်ကောင်စီတပ်ကတန်ရမ်းမြို့နယ်နတ်မလန်ရွာမှာဖမ်းဆီးပြီးနိုမာလာ18ရက်မှာရက်ဆောက်ရဲစခန်းကိုလွှဲပြောင်းလိုက်တယ်လို့ကုန်တင်ရင်မောင်းနေစီကနေသိရပါဗျာနမ်လန်ကြောက်ကူအင်တော်ရက်ဆောက်လန်းကနေပြီးတော့ တရုတ်ကုန်ပစ္စည်းတွေတင်လာတဲ့ကုန်ကားတွေအပါအဝင်ကားအစီး90ကျော်ကိုစစ်ကောင်စီရဲ့ဘာထူးတပ်နယ်ကဖြူဟာမှုကိုတိုင်းနိုမာလ73ရက်မှာဆင်ဖန်ခဲ့တာလို့သိရပါဗျ။ကားရည်နဲ့အတူကားသမားတွေကိုမှတ်ပုံတင်တွေကအစာသိမ်းထားပြီးဘာကြောင့်ဖမ်းနေဆိုတာကိုတော့မသိရသေးဘူးလို့ကုန်တင်ရင်မောင်းတစ်ယောက်ကပြောပါရယ်။လက်ရှိမှာစစ်ကောင်စီကနမ်လန်တီပေါ်မိုင်းရဲဘက်တွေကိုပိတ်ထားသလိုတီပေါ်မြို့အထက်တီပေါ်လာရှိုးတံတားကိုလည်းကုကန့်တက်တဲ့စစ်ကောင်စီတပ်တို့ကအပြန်အလှန်ပိတ်ထားတယ်လို့သိရပါရယ်။ နမ်လန်ဘတ်မှာတရုတ်ကုန်ပစ္စည်းပါတဲ့ကားတွေကိုဖမ်းဆီးစစ်ဆင်နေပြီးကားတွေကိုရက်ဆောက်ပါထူးတက်ထဲကိုမောင်းသွင်းသွားတယ်လို့ဒေသခံတယောက်ကပြောပါရယ်စစ်ကောင်စီဟာနောင်ချိုတီပေါ်နဲ့ကြောင်မဲမြို့တွေကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာမန္တလေးတီပေါ်ပြောင်စုလမ်းမကြီးကိုလည်းထိန်းချုပ်ထားတယ်လို့သိရပါရယ်ရှင် ရခိုင်ပြည်နယ်ရသေးရောင်မြို့နယ်ဘာထလေကြီးရွာနဲ့နွားတင်းကုတ်ကြီးရွာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုအတွင်အရသား9ယောက်သေဆုံးပြီးဒဏ်ရာရရှိသူ6ယောက်ရှိခဲ့တယ်လို့အရခတ်တတော် AA ကနိုမာလာ16ရက်မှာထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ကနိုမာလာ16ရက်မနက်7:00နာရီလောက်မှာဘာထလေကြီးရွာနဲ့နွားတင်းကုတ်ကြီးရွာအတွင်းကို Jet Fighter နှစ်စီးနဲ့ Rocket နှလုံးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ် တက်ခိုက်မှုကြောင့်ဘာထလီကြီးရွာကကြီးရွာသား၃ယောက်သေဆုံးပြီး၄ယောက်ထိခိုက်ခဲ့ပြီးတော့နွားတင်ကုတ်ကြီးရွာမှာလည်းကြီးရွာသား၂ယောက်သေဆုံးပြီး၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ဘာထလီကြီးရွာလေးချောင်းတိုက်ခိုက်မှုမှာရခိုင်ပြည်သူတွေအကြလူသိများတဲ့လူမှုရေးတက်ကြွလှုပ်ရှားသူဦးအေးထွန်းဘူးလည်းတေဆုံးခဲ့ရပြီးရခိုင်ပြည်သူတွေအတွက်နင်းနာမှုကြီးမာတယ်လို့သူနဲ့နှီးဆက်သူကပြောပါရယ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်လူသေဆုံးထိခိုက်တာအပြင် နေအိမ်တချို့နဲ့ဆက်လက်၅ဆင်းလည်းပျက်စီးခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ထိုင်းနိုင်ငံဖူခက်လာဝကဌာနကနေထိုင်းနိုင်ငံကိုအခမဲ့ဗီဇာဗီဇာဖရီနဲ့လာရောက်မယ်နိုင်ငံသားတွေကိုနှစ်ကြိမ်ထပ်ပို့ပြီးအခမဲ့ဝင်ရောက်သွားလာခွင့်မပေးတော့ဘူးလို့နိုဝင်ဘာလ23ရက်ကထုတ်ပြန်တဲ့ထိုင်းဒေသတွင်သတင်းတွေအရသိရပါဗျ တရားဝင်အကြောင်းပြချက်တိတိကျကျမရှိဘဲနှစ်ကြိမ်ထပ်ပို့ပြီးအခမဲ့ဗီဇာနဲ့ဝင်ထွက်သွားလာနိုင်မယ်ဆိုဝင်ခွင့်နေပယ်ချခံရနိုင်ပြီးတရားမဝင်လုပ်ငန်းလုပ်ကိုင်နေမှုနဲ့စိုက်ပါမှုကင်းတွေအတွက်တင်းတင်းကျပ်ကျပ်စစ်ဆေးသွားမယ့်အကြောင်းလည်းပါရှိပါတယ်။ဒီထုတ်ပြန်ချက်ဟာထိုင်းတနိုင်ငံလုံးအပေါ်တည်ရောက်မှာမဟုတ်သလိုမြန်မာနိုင်ငံသားတွေအတွက်လည်းရည်ရွယ်တာမဟုတ်ကြောင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာခီးသွွားလုပ်ငန်းလုပ်ကိုင်နေသူတယောက်ကပြောပါတယ်။အာကျွန်တော်တို့မြန်မာပြည်သားတွေဆက်လျက်ပဲရတယ်။အာဆက်လျက်ရရတဲ့လူကတော့ ပြောနာမရှိဘူးခုကနိုင်ငံကြောင်းသားတော်တော်များများရ60ပြီးတော့ပြီးဟာရှိနှစ်ခါတည်းပို့ပြီးတော့ပေးရင် तू ကအော်ဆန့်စင်မဲ့ပေါ့မပေးဘူးလို့ तू ဆိုလို့တော့မဟုတ်ဘူးဆန့်စင်မဲ့ဆိုတော့ HR ဆစ်စင်မဲ့ပေါ့ဟုတ်ပြန်ထားတာကအဲ့တန်းနဲ့ဘဏ်ကောက်တော့မပါဘူး तू ကဟိုဟာပေါ့ခဲရချင်းမရနှစ်နေရမှာပဲ तू ကထုတ်ပြန်လာတာအဲ့ဒါဆန်းနိုင်ငံသားတွေရဲ့အလုပ်တွေကိုနိုင်ငံသားတွေကလာလူနေရဆိုတော့အားလေးနဲ့သူကအတွင်းနေရနေအဲ့လိုမျိုးထွက်လာတာနောက်ပြီးတော့အရာတွေကကြားဖြန်နေရလဲအဲ့ဒီနေလာရတယ်သူလဲဟိုမှာသိရမလားအမေရိကန်ကနေအရေးကြီးမှန်ပါညာသူလဲဘာလို့ရှာပြောင်းအောင်မလုပ်ဘူးမှာ ရှိနိုင်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ဗျာ။ဘာသမီးမတွေကကိုယ်တည်းကအစ်ခန့်နေရတဲ့လူတွေပဲဒီ။အနည်းဆုံး6လောက်လောက်သူဒီမှာနေတယ်ဗျာ။ပြီးရင်ဟိုဟာ EDP ဇာတွေပါတယ်ကြားနေမျိုးလုံးနေကြတာပဲဒီ။ Oxygen မှသူကမလာနဲ့ဟေးလို့ပြောနေသူလောက်တုံးတာသူရှိမလား။ထိုင်းရအောင်ဘယ်တော့မှအဲ့ဒီခီးကလုပ်ငန်းအထိခံအောင်မလုပ်ဘူး။အခုလိုထုတ်ပြန်တာဟာနိုင်ငံသားတွေရဲ့တရားမဝင်လုပ်ငန်းတွေအထူးသဖြင့် Cyber မှုခင်တွေနဲ့ငွေကြေးခွာချတာလူကုန်ကူပြီးညှဉ်းပန်းနှိပ်စက်တာတို့လှုပ်ဆောင်နေတာ ခီးသွောပြစ်ဟန်ဆောင်နေခြင်းကနေကြိုတင်တားဆီးနိုင်မှုအတွက်အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနကိုအထူးတာဝန်ပေးထားတာဖြစ်ကြောင်းဖူခလာဝကကသတင်းထုတ်ပြန်ပါတယ်မြန်မာနိုင်ငံသားတွေအနေနဲ့ပြပထွက်ခွာရမှာတော့အစစ်စစ်တင်းကျပ်နေတာဖြစ်လို့ထိုင်းနိုင်ငံဘက်ကပါအခုလိုကြေညာချက်ထွက်လာတဲ့အပေါ်မှာတော့အနေငယ်စိုးရိမ်မိကြောင်းကိုထိုင်းနိုင်ငံကို14ရက်ဗီဇာနဲ့လာရောက်ခဲ့သူလူငယ်မျိုးသမီးတယောက်ကလည်းပြောပါရယ် အားလုံးမို့သွားမှလည်းမိသားစုရှိလားပေါ့ဟိုမှာအမျိုးရှိလားမရှိဘူးဒါဆိုဘာလို့သွားမှလဲ shopping ထွက်မှဒီတိုင်းပဲအမှမဟုတ်ဘူးပေါ့နော်ခဏပဲတောင်းကြည့်ပြန်လာမှအဲ့လိုပြောတော့ဒါဆိုရင်ညီမလေးနေသွားလို့မရဘူးတဲ့ဒီဒီသမားက14ရက်နဲ့သွားပြီးတော့ပြန်မလာဘဲနဲ့ဟိုမှာအလုံးလုံးပြီးနေခဲ့မဲ့ပုံစံမျိုးပေါက်တယ်ပြီးတော့အဖွဲအစည်းနဲ့လည်းမဟုတ်ဘူးဒါညီမကတော့ဒါကန်ကောင်းထောက်မှပြီးတော့အရစ်ခံရတဲ့ဂျာနေပြီးတော့ကန်ကောင်းထောက်မှဆိုရင်ဒီအခက်ခဲကြတယ်လွတ်လွတ်လာတယ်လို့ပဲပြောရမှာလားပေါ့နော်ဒီလိုနောက်ပိုင်းညီတချို့ လူတွေကြတော့အဲ့လိုမျိုးမဟုတ်ဘူးညီမလာတော့ကအဲ့လိုမျိုးအရေးခံကြရဆိုတော့လေဒီဘက်ကိုရောက်ပြန်တော့လေဒီဘက်ကပါထပ်ပြီးတော့တင်းကျက်တာတွေဟိုနော်တင်းကျက်မှုတွေထပ်ပြီးတော့ရှိလာခဲ့တော့ညီမနိုင်ငံသားတယောက်နေနဲ့ဒီလိုမျိုး free net ထပ်လာဖို့စဉ်းစားစရာတော့ဖြစ်သွားပြီပေါ့နော်အအဆင်ပြေပါမလားဒါမှမဟုတ်ရင်လေတကယ်လို့နောက်တစ်ချိန်သားထပ်ပြီးတော့လာပြခဲ့တယ်ဆိုရင် tourist visa လေးလျှောက်ပြီးတော့လာခဲ့ရင်တော့ပို့ပြီးတော့ညီမတို့အတွက်စိတ်ဖြစ်မလားအဆင်ပြေမလားပေါ့နော်အဲ့လိုမျိုးလေးတော့တွေးမိတယ်ရှင်ဟုတ် ထုတ်ပြန်ချက်မှာတော့မဲဆောက်မြောက်ရီလန်ချောင်းကနေပြန်ပို့ခံရတဲ့ဘသူမဆိုကြားဖြတ်ကွန်ရက်တွေနဲ့တက်ဆိုင်တဲ့အတွက်ထိုင်းနိုင်ငံအတွင်းလုံးဝပြန်ဝင်လို့ရမှာမဟုတ်ကြောင်းနဲ့တရားမဝင်နေထိုင်သူတွေနဲ့ဗီဇာသက်တမ်းကျော်နေသူတွေကိုပါနိုင်ငံအနှံ့မှာပုံမူတင်းကျပ်စစ်ဆေးသွားမှာဖြစ်ကြောင်းဖော်ပြပါရှိပါတယ်။ကျွန်တော်ဝေပါ မရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အချက်20ပါဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကထောက်ခံအတည်ပြုလိုက်ပါတယ်။ဒီအစီအစဉ်မှာနိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ ISF တရက်ထူထောင်ဖို့ပါဝင်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုအဖွဲ့ဝင်15နိုင်ငံမှာ73နိုင်ငံကထောက်ခံခဲ့ပြီးရုရှားနဲ့တရုတ်တို့ကတော့မဲမပေးဘဲကြားနေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အရငင်းချင်းရေးဘုတ်အဖွဲ့ BOP လို့ခေါ်တဲ့အသွင်ကူးပြောင်းရေးအုပ်ချုပ်မှုအဖွဲ့ကိုလည်းဖွဲ့စည်းမှာဖြစ်ပြီးသမ္မတထရန့်ကဥက္ကဋ္ဌအဖြစ်တောင်းဝေယူမယ်လို့မျှော်လင့်ရပါတယ်။ ISF တပ်ဖွဲ့ဟာအစ္စရေးအီဂျစ်အသစ်ဖွဲ့စည်းမဲ့ပါလက်စတိုင်းရဲတပ်ဖွဲ့တို့နဲ့အတူနယ်စပ်လုံခြုံရေးနဲ့ဟာမတ်စ်အပါအဝင်အဖွဲ့တွေကိုလက်နက်ဖြုတ်သိမ်းရေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ဟာမတ်စ်အဖွဲ့ကတော့ဒီဆုံးဖြတ်ချက်ဟာဂါဇာကပြည်သူတွေကိုရော သူတို့အဖွဲ့ကပါလက်မခံတဲ့နိုင်ငံတကာကအုတ်ထိန်မှုစနစ်တစ်ခုချမှတ်တာဖြစ်တယ်လို့ Telegram ကနေတဆင့်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။တော်လိုင်းအင်အားစုကိုလက်နက်ဖြတ်သိမ်းတာအပါအဝင်ဂါဇာကမ်းမြောင်မှာနိုင်ငံတကာတပ်ဖွဲ့တွေကိုလုပ်ငန်းတာဝန်နဲ့အခမ်းကဏ္ဍတွေချထားတာဟာအဲ့ဒီအဖွဲ့ရဲ့ဗန်မလိုက်မှုကိုဖယ်ရှားရရောက်ပြီးတော့တိမ့်ပိုက်ထားသူတွေအကျိုးအတွက်ဘရီးပခမှာသက်ဆိုင်သူတအူအဖြစ်ပါဝင်လာရရောက်တယ်လို့ Hamas အဖွဲ့ကဝေဖန်ပါတယ် ဒါပေမဲ့နောက်ဖက်ကန်ဒေတာမှာအခြေဆိုင်တဲ့ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PA နဲ့အီဂျစ် sorry အာရေဗျာတို့လိုအာရဗ်နိုင်ငံတွေကတော့ဒီဆုံးဖြတ်ချက်ကိုအရေးတကြီးအကောင့်ထဲပို့ဖို့တောင်းဆိုခဲ့ကြပါတယ်ရှင်။ဒီဗီဒီယိုမြန်တန်ကြိုင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမတော့ဖူအီနွယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်